ကောင်စီကမန္တလေးခေါ်ဝင်စိတ်ကမ်းမှာစီးရရင်အစုအဖွဲ့25စီးကိုကန့်ကတ်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။မန္တလေးခေါ်ဝင်စိတ်ကနေပေပင်စိတ်ထိတင်မော်စိတ်ခွန်မော်တော်ဘုတ်တိုက်ရရင်အပါ25စီးကိုစစ်ကောင်စီကထွက်ခွာဖို့အတွက်ဇွန်လ29ရက်နေ့ကပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။အခုထိတော့အဲဒီစီးရရင်အစုအဖွဲ့ဟာရွှေကူကိုတက်မယ်လို့သတင်းရထားပါဗျ။ ပထမစီးရင်တန်းကစကိုင်းဘက်ဝင်သွားတာဆိုတော့အခုစစ်ကြောင်းကရွှေကူဘက်ကိုဝင်မယ်ဆိုတာဖြစ်နိုင်ပါတယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အဲ့ဒီစီးရင်အစုဖွဲ့ဟာရွှေကူအထိတက်မှာဖြစ်ပြီးရွှေကူမှာကြီးတဲ့ရေးတဲ့အင်အားပြန်လဲစုဖွဲ့အခြေချမဲ့အစီမံတွေရှိနေတယ်လို့သတင်းရင်းမြစ်စီကသိရပါရယ်ဗမော်မြချင်းဟာဗမော်နဲ့ရွှေကူကြားမှာရှိပြီးမနစ်ကလည်းစစ်ကောင်စီကလက်နက်ရိက္ခာနဲ့စစ်ကူတွေကိုစီးရင်ရင်နဲ့ပို့ဆောင်ခဲ့ရာ တော်လိုင်းတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်စီးရင်ရင်အများစုမိလောင်ပျက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကဝါခဲမာမျိုးကနေထွက်လာတဲ့စီးရင်ရင်ဆန်နစီဟာချင်းတွင်းမြစ်တွင်းကိုဝင်ရောက်သွားပြီးနောက်တော်လိုင်းတပ်ဖွဲ့တွေကရှေ့ထွက်မိုင်းတွေနဲ့စီးကြိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။အဲဒီစီရင်တွေဟာသခိုင်းရှိစစ်ကောင်စီစခန်းတွေကိုလက်နက်ရိတ်ခါထောက်ပို့ဖို့အစီအစဉ်ရှိပြီးထီးချိုင်ကတာရွှေကူဘက်ရှိ စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့ဇွန်လတတိယပတ်ကစတင်ပြီးနယ်မြေရှင်းလင်းစည်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လေဖီယာနဲ့ရေဝန်းအရှင်ကြောင့်ဇွန်လ30ရက်ကနေဇူလိုင်လ9ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးမိုးကြီးမယ်လို့စစ်ကောင်စီရဲ့မိုးစလကမနေ့ကထုတ်ပြန်ပါတယ်။လက်ရှိမှာအချို့မြစ်ကြီးတွေဖြစ်တဲ့ချင်းတွင်းမြစ်၊စစ်တောင်းမြစ်၊ဘကိုးမြစ်တို့မှာရည်ရည်တက်နေတာ စိုးရင်ရေးမှရောက်ရှိမယ်လို့အဲ့ဒီဌာနစီကသိရပါဗျ။အဲ့ဒီလေဖျားနဲ့ရဝန်းဟာအနောက်အနောက်မြောက်ဘက်ကို ဖြင်းညင်းစွာရွေရှားနိုင်ပြီးအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တွေကိုဖြတ်ကျော်မယ်လို့သိရပါဗျ။အဆိုပါအရှိန်အပါဝင်မုတ်တုံလီအားကောင်းမှုနဲ့အရှိဘက်ကရွေရှားလာတဲ့လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့်မိုးသည်ထန်ပြီးမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာသွန်းမယ်လို့သိရပါတယ်။နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံပြမိုးထစ်ချုံရွာပြီးဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးမှဖြစ်ပါတယ်။မိုးသေးထန်စွာရွာသွန်းတာနဲ့အတူ မိုးချိုးပြစ်တာဖျက်စီးလက်တာတို့ဖြစ်နိုင်ပြီးရုတ်တရက်ရေကြီးနိုင်တာကြောင့်သတိထားဖို့လိုအပ်တယ်လို့သိရပါဗျ။လက်ရှိမှာချင်းတွင်းမြေဟာဖောင်းပြင်မြို့နယ်မှာစိုးရင်ရေမတ်အထက်ရောက်ရှိနေပြီးလာမယ့်တရက်အတွင်းပြန်ကြမှာဖြစ်ကအဆိုပါချင်းတွင်းမြေဟာလာမယ့်တရက်အတွင်းမုံရွာမြို့မှာစိုးရင်ရေမတ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒါ့အပြင်စစ်တောင်းမြေဟာလာမယ့်တရက်အတွင်းမတောင်းမြို့ရဲ့စိုးရင်ရေမတ်ကိုရောက်ရှိနိုင်ပြီး ပဲခူးမြင့်ဟာလာမဲ့36နာရီတွင်စိုးရင်ရေမှတ်ကိုရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မြေကမ်းမအနီးနဲ့ရေနိမ့်ပိုင်းနေထိုင်သူတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့နဲ့မြေရေတက်လာမှာကအချိန်မီရွှေပြောင်းနေထိုင်ကြဖို့သတိပေးနှိုးဆော်ထားပါတယ်။မြမကန်ရံတရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာမိုးသက်လေပြင်းတွေကျရောက်ပြီးလှိုင်းကြီးမှဖြစ်ကရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီး လိုင်းမြင့်ဆက်တပေမှာ73မိခန့်ရှိနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်တို့ရဲ့ဖုန်းပြောဆိုမှုကိစ္စနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေရုံးကဝန်ကြီးချုပ်ယာရုကိုယာယီအပ်ဆိုင်လိုက်တယ်လို့သိရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေစုံစမ်းစစ်ဆေးမှုမပြီးမချင်း ပေတုံနန်ရှင်နာဝတ်ရဲ့ဝင်းကြီးချုပ်ယာရုကိုရက်ဆိုင်ထားမှာဖြစ်ပါတယ်။အဲဒီလိုဝင်းကြီးချုပ်တာဝန်ကိုရက်ဆိုင်ထားပေမဲ့ပေတုံနန်ရှင်နာဝတ်ဟာတာဝန်မှရက်ဆိုင်ခြင်းမခံရမီဒီနေ့ဇူလိုင်လတရနေ့မနက်ပိုင်းကရေကြီးမှုဝင်းကြီးဖြစ်ပူရဲတာဝန်ယူဖို့လျှောက်ထားခဲ့ရာထိုင်းပြည်မင်းမြတ်ကလက်ခံတဲ့အတွက်ရေကြီးမှုဝင်းကြီးဖြစ်ဆက်လက်ရှိနေမှာဖြစ်တယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆင်နဲ့ဖုန်းပြောဆိုတဲ့အတန်ဖိုင်မှာပါဝင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးထိုင်းလွတ်တော်အမတ်36ဦးရဲ့တင်ပြတိုင်ကြားချက်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားသူကြီး၉ဦးကလက်ခံခဲ့ပြီးနောက်ခုနှစ်မဲနှစ်မဲနဲ့ဝန်ကြီးချုပ်ပေတောင်နဲ့ရှင်နာဝတ်ကိုယာရုကရက်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အထက်လွတ်တော်အမတ်တွေကပေတောင်နဲ့ဟာနိုင်ငံရဲ့အချုပ်အခြာအနာကိုထိခိုက်စေတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဥပဒေပုံမှန်80နဲ့ပုံမှန်183နှုတ်နဲ့ တရားရုံးကနေရေးယူဖို့နဲ့ပုံမှန်194ပုံမှန်160ဒေ5ရူနဲ့ဝင်းကြီးချုပ်ယာရူကနေဖယ်ရှားဖို့တရားရုံးကိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာယာယီထိုင်းဝင်းကြီးချုပ်ဖြစ်ဒုတိယဝင်းကြီးချုပ်နဲ့ပို့ဆောင်ရေးဝင်းကြီးဖြစ်သူစူရီယာချင်းနွန်ရွန်ကစ်ကတာဝန်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။အီရန်နိုင်ငံရှိနျူကလ িয়ার နေရာတွေအပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အောင်မြင်ခဲ့ပြီး အနာဂတ်တုံ့ပြန်မှုတွေကိုမူတည်ပြီ အီရန်ပေါ်တန်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။အီရန်နိုင်ငံရှိနျူကလ িয়ার နေရာတွေစိုးဝါးစွာပျက်စီးသွားခဲ့တယ်လို့တနင်္ဂနွေနေ့ကထုတ်လွှင့်တဲ့ Fox News ရဲ့အင်တာဗျူးမှာ၎င်းကဆိုပါတယ်။အီရန်နိုင်ငံဟာအမေရိကန်ရဲ့တိုက်ခိုက်မှုမခံရမီနျူကလ িয়ার နေမီတွေရှိတန့်စင်ပြီးယူရေနီယံတွေကိုမရွှေ့ပြောင်းနိုင်ခဲ့ဘူးလို့သူကဆက်ပြောပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာ လာနေငယ်ကြတဲ့အထိနှောင့်နှေးစေခဲ့တဲ့ဆိုတိုင်းကဲဖြတ်မှုတစ်ခုကိုအမေရိကန်မီဒီယာချို့ကဖော်ပြပြီးနောက်၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါအီရန်နိုင်ငံကနျူကလ িয়ার စီစဉ်ကိုရှေ့ဆက်ပြီးမလုံဆောင်သင့်ဘူးဆိုတဲ့ယက်တီချက်သူ့မှာရှိတယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်အီရန်နိုင်ငံကငြိမ်းချမ်းမှုရှိပြီးအနေမပြုတ်တော့ဘူးဆိုတာပြသနိုင်မှာကဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းမယ်လို့သူကပြောပါတယ် နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့သဘောတူညီချက်တွေပြုလုပ်ဖို့ဒေါ်နယ်ထရန့်ကအီရန်ကိုဖိအားပေးနေပြီးတုံ့ပြန်မှုပေါ်မူတည်ပြီးဒဏ်ကပိတ်ဆို့မှုတွေရုပ်သိမ်းနိုင်တယ်လို့ပြောပါရယ်။ထိုင်းတွင်းဝင်ကြီးချုပ်နဲ့ကာကွယ်ရေးဝင်ကြီးဖက်သက်မူချာရာချိုင်းကဆီယနာသိမ်းမှုဖြစ်နိုင်တဲ့ဆိုတဲ့ထင်မြင်ယူဆချက်ကိုဖော်ချခဲ့ပြီးအစိုးရစန့်ကျင်အဖွဲ့တွေရဲ့မြည်သည့်ရန်စားမှုရှိနေပါစေထိတ်တန်းစစ်ကောင်းဆောင်တွေကအာဏာသိမ်းမဲ့ရွေးချက်မရှိဘူးလို့ပြောပါရယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဖန်တန်ဝီချာရာချိုင်းကဆရာနာသိမ့်မှုဖြစ်နိုင်တယ်ဆိုတဲ့ထင်မြင်ယူဆချက်ကိုပယ်ချခဲ့ပြီးအစိုးရစန့်ကျင်အဖွဲ့တွေရဲ့ဤသည့်ရန်ဆောင်မှုရှိနေပါစေထိတ်တန်းစစ်ကောင်ဆောင်တွေကအာဏာသိမ်းမဲ့ရည်ရွယ်ချက်မရှိဘူးလို့ပြောပါရယ်ထိုင်းစစ်တပ်ကလက်ရှိစိန်ခေါ်မှုတွေကိုဒီမိုကရေစီနီလန်တွေကတဆင့်ဖြည့်ရှင်းနိုင်ရေးကူညီဖို့အပြည့်အဝတနိဋ္ဌာန်ချထားတယ်လို့သူကဆိုပါရယ် ကျွန်တော်လက်နက်ကင်တက်ဖွဲ့၄ခုရဲ့အကြီးကဲတွေနဲ့စကားပြောဆိုပြီးပါပြီ။လက်ရှိအချိန်ဟာအနာသိမ့်မှုမဟုတ်ဘဲတိုင်းပြည်ကိုကူညီရမယ့်အချိန်လို့သူတို့ယူဆပါတယ်။အနာသိမ့်မှုအတွေးဆိုတာသူတို့စိတ်ထဲဘရောမှမရှိခဲ့ပါဘူးလို့၎င်းကဆက်ပြောပါတယ်။ထိုင်းမျိုးသားရင်းဝါဒီတွေကစစ်တပ်ကိုကြောင်းဝင်ဆောင်ရွက်ဖို့တောင်းဆိုတဲ့လူမှုဆန္ဒပြပွဲတစ်ခုဖြစ်ပွားပြီးနောက်ဝီချာရာချိုင်းကခုလိုမှတ်ချက်ပြုခဲ့တာပါ ထိုင်းဆိုရကနိုင်ငံအရေးတွေကိုဥပဒေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလမ်းကြောင်းတွေကတစင်ဖြည့်ရှင်းမှုအလေးထားခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။တိုင်းပြည်အတွက်အန္တရာယ်ဖြစ်စေတဲ့ဆန္ဒပြခေါင်းဆောင်တွေရဲ့နှီးပြူဟာတွေကိုသူကသတိပေးခဲ့ပြီးဆန္ဒပြခေါင်းဆောင်အများစုကရခိုင်လုံရက်တွေအတွက်ဥပဒေဆိုင်ရာတရားစွဲဆိုမှုတွေရင်ဆိုင်နေရဆဲလို့ပြောပါတယ်။ ထိုင်းဝင်ကြီးချုပ်ပေတောင်နန်ရှင်နာဝက်ထရာရဲ့လူကြိုက်များမှု ပထမနေရာကနေပြင်စမနေရာအထိသီသီသာသာကြာဆင်းမှုကိုပြသတဲ့နောက်ဆုံးအကြိမ်လူမှုစစ်တမ်းနဲ့ပတ်သက်လို့မင်းမြန်ရာမှာအဲ့ဒီလိုလူမှုထောက်ခံမှုအတက်အကျရှိမှုကနိုင်ငံရေးမှာဖြစ်နေကြလို့သူကဖြေကြားခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကပေတောင်နန်ကိုရာထူးကနေရက်ဆိုင်နိုင်ခြင်းရှိမှုနဲ့ပတ်သက်လို့ထင်မြင်ယူဆချက်တွေမဖော်ပြကြဘူး။ဝီချာရာဆိုင်ကမီဒီယာတွေကိုအကြံပြုခဲ့ပါတယ်။ ကမ္ဘောဒီးယားကောင်ဆောင်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါက်ကြားတာကြောင့်ပေတောင်နံကိုရာထူးကဖယ်ရှားဖို့အထက်လွှတ်တော်မတ်တွေပါတဲ့အဖွဲ့အဖွဲ့ကအတနာခံလွာတင်ပြထားပါတယ်။ထိုင်းဝင်ကြီးချုပ်ပေတောင်နံရှင်နာဝထရာရဲ့ကျင်းဝင်းဆိုင်ရာချူဖောက်ချင်းဆွဆွဲထားတဲ့အမှုကိုလက်ခံဖို့ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဆွဲချက်အမှုကိုလက်ခံလိုက်လို့ပေတောင်နံကိုစီရင်ချက်မချမီအထိဝင်းကြီးချုပ်ရာထူးကနေဆိုင်းငံ့ထားမယ်လို့သိရပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့နေဆက်အေးဖုံးပြောဆိုမှုပေါကြားမှုကြောင့်ပေတောင်နံကိုရာထူးကနေနှုတ်ထွက်ဖို့အထက်လွတ်တော်အမတ်တွေကဖွဲ့စည်းပုံဆိုင်ရာခုံရုံးထံအတနာခံလွာတင်ပြခဲ့ပါရယ်ပေါကြားအံဖိုင်ထဲမှာ ပေတောင်နံကအမတ်နှစ်စစ်တိုင်းမှုကိုရံပတ်အဖြစ်ပြောဆိုတာနဲ့ ဟွန်ဆန်ကိုအလျော့ပေးတာတွေကြောင်းအမျိုးသားရေးအစွန်းရောက်တွေကသူ့ကိုယာရုကနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။အမျိုးသားရေးအစွန်းရောက်တွေကသူ့ကိုယာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။တချိန်တည်းမှာပဲဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးစူရိယာဂျန်ဂရန်ယီယန်ခစ်ကိုယာယီဝန်ကြီးချုပ်ဖြစ်ခန့်လိုက်တယ်လို့သိရပါတယ်။စူရိယာဟာဝင်ကြီးချုပ်ယာရုနဲ့ညီမျှတဲ့လုပ်ဖန်ခွင့်အာဏာရရှိမှဖြစ်ပြီးယာရုခန့်မှုတွေ အမိန့်တွေထုတ်ပြန်နိုင်မှာဖြစ်ကဇွန်လ3ရက်အစိုးရအသစ်ကျန်းသစ်စာချိန်ဆပွဲကိုဥဆောင်မယ်လို့ထိုင်းသတင်းတွေကဖော်ပြပါရယ်။ရပြီတမီး။